ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိန်မြို့နယ်မြစ်ဆုံရွာနီမှာစစ်ကောင်စီလက်တပ်ကဘုံကျဲခဲ့တဲ့အတွက်ကိုဝင်ဆောင်တဲ့ကလေးတွေအပါအဝင်အရက်သားပြည်သူ၁၂ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒီဇင်ဘာလ6ရက်နေ့မနက်9နာရီခန့်မှာမြစ်ဆုံရွာကကြောရတနာစီဆိုင်အနီးကိုဘုံကျဲခဲ့ရမှာမိုးကုတ်ဘက်ကဆစ်ဆောင်လာတဲ့ကိုဝင်ဆောင်ဇနီးမောင်နှံနဲ့ကလေးနှုတ်အပါအဝင်အရက်သားပြည်သူ၁၀ဦးသေဆုံးခဲ့ပါတယ်။ ိုင်းတွဲရောဂျက်ဖိုက်တာရောနှစ်ကြိမ်လာကျဲတာကြားကိုဦးမနှုတ်ဦးသေးတယ်။မြေပြင်မှာတိုက်ပွဲဖြစ်မနေဘူးလို့မိုးမိတ်ဒေတာကန်တူကပြောပါရယ်။ဒါအပြင် ပုံနံကြောင့်ဒဏ်ရာရသူ10ဦးကလည်းရှိခဲ့ပါရယ်။စစ်တပ်ကဒဘယ်တက်စထရိုက်လုပ်တာပထမအကြိမ်ကျဲချပြီးလူတွေလူနာကောက်တာကဲဆရာတွေလုတ်တဲ့အချိန်ထပ်ပြီးတိုက်ခိုက်တာဖြစ်လို့လူမှုသတိထားဖို့လိုပါတယ်အခုမိုးမိတ်မြစ်ဆုံတိုက်တာဒီပုံစံပါပဲ လူထုကိုအစုလိုက်ပြုံလိုက်တတ်ဖြတ်တဲ့စစ်ရာဆွေးမှုပါလို့စစ်ရေးအကဲခတ်တူကမဲခေါင်ကို ပြောပါရယ်မိုးမိတ်မြို့ကို TNLA ထံကတရုတ်အားကိုနဲ့စစ်ကောင်စီကပြန်ရပြီးနောက်ဒီမြို့ကို ပထမဆုံးတွင်ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါရယ်လက်ရှိမှာစစ်ကောင်စီတပ်တွေဟာမိုးကုတ်မိုးမိတ်လမ်းပိုင်းနဲ့မိုးမိတ်မပိန်းလမ်းပိုင်းကိုတော့ KIA နဲ့ပူးပေါင်းတပ်တွေကတတ်ဆွဲထားတယ်လို့သိရပါရယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG က မိုးကုတ်မိုးမိတ်ဒေသစစ်စင်ရေးစစ်ဦးစီးအဖွဲ့ကို2025ခုနှစ်နိုဝင်ဘာလ9ရက်မှာစတင်ဖွဲ့စည်းခဲ့ပြီးနိုဝင်ဘာလ30ရက်ကနေဒီဇင်ဘာလ6ရက်အထိတပတ်တာအတွင်းတိုက်ပွဲကြီးငယ်ပေါင်း9ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ရမှာအရေးပါတဲ့ရန်သူစခန်းကုန်းတစ်ခုကိုလက်ရသိမ်းပိုက်ထားနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။